အနုပညာရှင်တချို့ထပ်ပြီးဖန်ဆီးမေးမြန်းခင်ရတဲ့တည်တင်းကိုအရင်ပြောပြပါမယ်။ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီမင်းသမီးဖူဖွေးနဲ့မင်းသားအလေးရောက်တို့ကိုစစ်ကောင်မရှင်တပ်ကဖန်ဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်းမှာမှပြန်လွတ်ပြေးခဲ့ပါရီ။နိုဝင်ဘာလ6ရက်ညနေမှာပဲရုပ်ရှင်သရုပ်ဆောင်အလေးရောက်ကိုရန်ကုန်လမ်းမတော်မြို့နယ်ကရုပ်ရှင်ရိုက်ကွင်းထဲမှာပဲစစ်တပ်ကဝင်ရောက်ဖန်ဆီးခေါ်ဆောင်သွားတယ်လို့ရန်ကုန် Scout Network ကထုတ်ပြန်ပါရီ။ ရိုက်ကူရေးလုံနေရင်အခုလိုဖန်ဆီးခံရတာပါစစ်ကောမရှင်ရဲ့ရွေးကောက်ပွဲကမ်ပိန်းမှာပူပေါင်းပါဝင်ဖို့ညှင်းဆန့်လို့ဖန်ဆီးခေါ်ဆောင်သွားခံရတာဖြစ်တယ်လို့သိရပါတယ်ဒါပြင်တရုတ်ဆောင်ဖူဖွေးကိုလည်းပြင်ဦးလွေမျိုးကရိုက်ကွင်းမှာပဲဖန်ဆီးခေါ်ဆောင်ခံခဲ့ရပါသေးတယ်ဖူဖွေးကိုတော့ပြန်လွတ်လိုက်ပြီးဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်ဒီဖြစ်စဉ်တွေဟာစစ်ကောမရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမှုပညာရှင်တွေကိုဖိအားပေးနေတဲ့နောက်ဆုံးဖြစ်ရပ်တွေပါ အော်တိုဘာလာထဲမှာဆိုရင်ရန်ကုန်မြို့တမြို့ထဲမှာပဲဖန်ဆီးခင်ရတဲ့သူ64ယောက်ရှိခဲ့တယ်လို့ရန်ကုန်စကောက် network ကဆိုပါတယ်။အဲ့ဒီထဲက6ယောက် ကိုရွေးကောက်ပွဲ ပုံမှန်24ကကြီးနဲ့တက်ပြီးဖန်ဆီးခဲ့တာပါ။အဲ့ဒီ6ယောက်ထဲမှာအမှုပညာရှင်9ယောက်ပါဝင်ပြီးရွေးကောက်ပွဲဝါရာဖြန့်ဆက်ကားကို Facebook ပေါ်မှာဝေဖန်လို့ဖန်ခန့်ရတာဖြစ်ပါတယ်။ စစ်ကောင်ပရှင်ဟာရွေးကောက်ပွဲကမ်ပိန်းအတွက်ဝါရားဖြစ်နာတွေလုပ်နေချိန်မှာစစ်ကျင်ဝေဖန်သူတွေအထူးသဖြင့်ဩဇာရှိတဲ့အမှုပညာရှင်တွေကိုပြစ်မှတ်ထားဖမ်းဆီးဖိအားပေးနေတာကိုတွေ့ရပါတယ်။ရန်ကုန်မှာအော်တိုဘာလာအတွင်းဖက်စည်းခင်ရသူ64ယောက်ထဲက23ယောက်ကိုစစ်မှုထမ်းတင်တန်းတွင်အကျဉ်းထောင်ရီစီပို့ဆောင်ခဲ့တယ်လို့လဲရန်ကုန်စကောက် network ကဆိုပါတယ် ကျန်တဲ့သူတွေရဲ့အခြေအနေတွေကိုတော့မသိရသေးပါဘူး။ဒါပြင်တရုတ်ဆောင်အလင်းရောင်ကိုဘယ်ဟုခေါ်သွားလဲဆိုတာကိုတော့ဆက်လက်စုံစမ်းနေကြပါသေးတယ်။